လူတယောက်က marketing ရော sales ရော join လဲဆိုထမင်းမငက်ဘူးဘွဲရတယ်အလုပ်ရမယ်လို့ပိုင်မတော်ထားနဲ့ကျွန်တော်အတိရဲထဲမှာလည်းရှိရဗျာရတဲ့ဘွဲရတခုလုံးနေရဲ့အလုပ်ကကိုရတဲ့ဘွဲနဲ့ဘာမှမဆိုင်အလုပ်ရှာမယ်ဆိုလို့ရှိရင် you cannot be choosy bro ကြီးကြီးမြောက်လည်းမရအောင်အခုဒီ option ရှိတယ်လို့ဒါယူလိုက်တော့ပဲပုံယူရင်တခြားကောင်ရအောင်ပြီကိုဘာမှမရတော့ဒီကျွန်တော်တကယ်ချင်းနေလည်းရှိရသူတို့ပြီးထား master engineering architecture blah 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 တကယ်လုံးနေရကြဘယ်မှာလုံးနေရလဲဆို weather spoon pop စာတောက်ဆိုင်ဇပွဲထူဘာလို့ဆိုတော့ corporate အလုပ်ရရင်လေ လကတလောက်ပဲဘလောက်မှသိမ့်မကွာပါဘူးအင်းဒီဖတ်မှလို့ရင်လဲလကအတူတူပဲဘာမှမသိမ့်မကွာပါဘူးကွာရတာ is easy or is little bit easier or little bit harder effort both here ဒါပဲကွာရတာအဲ့တော့ဗျာကျွန်တော်ခုနကပြောနေတာဘလောက်ကမရတာလည်းမဟုတ်ဘူး i mean if you try enough ရအောင်ရအောင် it's just competition အရင်များတယ်ပြီးရင်အရင်ရဖို့ခက်တယ် it's not going to be easy yeah yeah well yeah that's that's for sydney အဲဒါကလေကမ္ဘာလုံးမှာဖြစ်နေတာဟိုចောင်းပြည့်ရသူတွေအရန်များလာပြီးတော့မှကွာအစိုးရရောကုမ္ပဏီတွေကအလုတ်က provide မလုပ်ပေးနိုင်ဘူးကွာအထူးသဖြင့် AI ခင်မှာဆိုရှေ့မှာပြောခဲ့သလိုမျိုးပဲလူတွေကအဲ့လို newbie စေအတွေ့အကြုံရှိရသူတွေမခန့်ကျင်တော့ဘူးကွာဒီလားအဲ့လိုအတွေ့အကြုံရှိပြီးသားလူတွေကိုပဲခန့်ပြီးတော့မှအဲ့လူတွေကတယောက်ကနေပြီးတော့မှ10ယောက်စာအလုတ်လုပ်ပြီးသွားမဲ့ခင်မျိုးပေါ့နော်ဒါကြောင့်မလို့ခုခေတ်လူငယ်တွေကိုပြောချင်တာကအဲ့လိုမျိုး business owner mindset နဲ့အမြဲတမ်းပဲတကယ်ကိုထူးထူးခြားခြားတကယ်ကိုထူးထူးကျွန်ကျွန်ကိုက skill စေ င်များကြီးရှိအောင်နေပါစကင်းစင်များကြီးပဲရှိအောင်လို့ကြိုးစားပါ psychology ကတကယ်တမ်းကျတော့ဒီစီးပွားရေးတွေအလုပ်တွေအားလုံးရဲ့ foundation ပဲပေါ့နော်ပြီးတော့ဆို marketing နဲ့ sales နဲ့ကိုကျွမ်းကျင်အောင်လုပ်လူတစ်ယောက်က marketing ရော sales ရောကျွမ်းတဲ့ဆိုထမင်းမငက်ဘူးပြီးရင်ပတ်စံဘတော်မပြက်လက်သွားဘူး okay ဥမာမတို့ပဲကြည့်အမတို့ဒီ marketing နဲ့ sales နဲ့ကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက်ကြိုက်တဲ့နေရာကိုသွားပြီးတော့မှအလုပ်လုပ်လို့ရတယ်ပေါ့နော်ဘာအလုပ်ပဲလုပ်လို့ psychology က marketing နဲ့ sales ကျွမ်းကျင်မှုရှာအတွက် foundation ပေါ့နော်ဒါကြောင့်မလို့ဖြိုးရိုးဗီဒီယိုကြည့်နေတဲ့လူငယ်တွေလူကြီးတွေအကုန်လုံးပဲဒီဗီဒီယိုကနေပြီးတော့မှနိုင်ငံเจ้าအသွားတဲ့ကလေးတွေရဲ့ job market အခြေအနေလေးကိုပြပြရင်းနဲ့မှကျေးဇူးပြုပြီးတော့မှ skills တွေကိုအများကြီးဖြည့်ပါဗီဒီယိုပြည့်စုံကိုမဖြည့် YouTube channel မှာတော့ကြည့်နိုင်ပါတယ်